။လက်ရှိနီးပြလောက်ကမှဂွာဂျီရဲ့ဆိုင်ရင်တွေကိုထိုးနိုင်တဲ့သူရှိပါဦးမလား။မန်ချက်စတာစီးတီးတဲ့နီးပြဖြစ်သူပက်ဂွာဒီယိုလကဘောလုံးမှာထွေးကြတဲ့စာမျက်နှာတစ်ချက်ကိုရေးထိုးလိုက်ပါပြီ။သူကနီးပြပွားဆိုင်ရင်လေးဖြစ်တဲ့ပွဲပေါင်းတစ်ထောင်အမ်ဘွဲ96ပွဲနဲ့ဆူပလာ40ကခိတဲ့ဘောလုံးကမှအရှင်ပြိုင်လို့မရနိုင်တဲ့စံနှုန်းတစ်တွေကိုချမှတ်လိုက်တာဖြစ်ပြီးဘယ်နီးပြကမှလိုက်မီရှင်ပြိုင်မှုမလွယ်ကူတော့ပါဘူး။ဒီမှတ်တိုင်ကိုပြန်မဟောင်းလေပါဘူးတင်းကိုနိုင်ယူ B side to နိုင်ခဲ့တာကပိုပြီးထူးခြားစေခဲ့ပါရဲ့။ဘယူလကလက်ရှိချန်ပီယံလေပါဘူးတင်းကိုတုံးကိုကုန်းရှိနေနိုင်ယူဖြိုခွင်းခဲ့တဲ့ဘွဲစင်ကိုကင်တွယ်ခဲ့ပြီးတဲ့နောက်ဒီဘက်ကသူရဲ့နီးပြပွားဘွဲတော်အောင်ပြင်းမြောက်တဲ့ထိမ့်မှတ်ပွဲဖြစ်ခဲ့ပါလေ ဒီမတ်တိုင်တေကိုပြန်မဟောက်လေပါဘူးတင်းကိုပြတ်တက်အနိုင်ယူပြီးပြပြဆုံးတဲ့နိုင်ပွဲ၃ဘွဲ့နဲ့အောင်ပွဲခံသွားနိုင်ကြတာဖြစ်ပါတယ်။ဂွာလီလန်နေပြပွဲတစ်ဆောက်မှမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ဆန်ကျင်တွေတူရတော့ဆိုတဲ့ဂုံပုတ်တီနဲ့ပြည့်နေနေပါတယ်။သူ့ရဲ့ထင်ရှားဆုံးဆန်ကျင်တွေကတော့သူကမတူညီတဲ့ကလပ်တင်းတစ်ခုဖြစ်တဲ့ဘာစီလိုနာတင်းနဲ့မန်စီးတီးတင်းရဲ့တူတရားစီထဲမှာပဲထွပ်ပဲဆူပလာ၃လုံးရယူနိုင်ခဲ့တဲ့သမိုင်းတစ်ဆောက်တူရတော့နေပြဖြစ်ခဲ့ပါတယ်။ဒါပြင်ပရီးမီယာလိဂ်တစ်ပိုင်းမှာရာသီတစ်ခုနဲ့ရမတ်တရာပြည့်အောင်ရယူနိုင်ခဲ့တဲ့ပထမဆုံးနေပြဖြစ်ပြီးပရီးမီယာလိဂ်ဘလောက်ကိုလည်းလေယာဉ်စီစက်တိုက်ဆူခုနိုင်ခဲ့တဲ့ပထမဆုံးနေပြဖြစ်မှတ်တမ်းဝင်ထားတာလည်းဖြစ်ပါတယ်။ဒီဆန်ကျင်တွေကနေပြဆွန်ကြီးနဲ့ရေရှည်အောင်မြင်မှုတွေကိုထင်ရှားဖော်ပြနေပါတယ်။ သူရဲ့နိဗျတတန်းစကြောင်းနဲ့တာကာလအတွင်းမှာဒီလိုဆန်ကျင်မျိုးတွေရရှိခဲ့တာကအားအသင့်စရာကောင်းနေပါတယ်။နိဗျဘွားတစ်ချက်လုံးပွဲထောင်အကိုင်းတွေခဲ့ရမှာနိုင်ပွဲပေါင်း986ပွဲထိရယူနိုင်ခဲ့ပြီးနိုင်ပွဲရာဂန်နှုန်း87ရာဂန်နှုန်းကျော်ကိုပိုင်ဆိုင်ထားတာကမြုံကြီးနိုင်စွာစွမ်းဆောင်ရည်တစ်ခုလည်းဖြစ်ပါတယ်။ဒီလိုနိုင်ပွဲရာဂန်နှုန်းမြန်မာထားတာကနစ်စတန်ပိုင်းစွမ်းထမှုနဲ့အသင်းတွေကိုစနစ်တကျတည်ဆောက်နိုင်မှုတွေကိုပြတ်တနေတာလည်းဖြစ်ပါတယ်။တူအတူတဲ့ဖို့ပွဲရဲ့နောက်ဆုံးဆင့်လို့ပြောနိုင်တဲ့တီကီတာကနစ်စနစ်ကိုဘာစီလိုနာတင်းမှာအောင်မြင်အောင်ဖန်တီးခဲ့လို့ဘိုင်းမြူနစ်တဲ့မန်စီးတီးတင်းမှာလည်းပြည်တွင်းလိနဲ့ကန့်ကျင်တဲ့ပြောင်းလဲထားတဲ့ပုံစံကိုအောင်မြင်စွာအသုံးချခဲ့ပါတယ်။ နေပြဘောဆူဆူပေါင်းမှာပြင်းပြပွဲ25ပွဲကစားလိုက်တိုင်းဆူပလန်တလုံးရယူနေတာကတခြားနေပြတွေအတွက်မဖြစ်နိုင်လောက်ခက်ခဲတဲ့ဆန်တော့တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်သူကနေပြသတန်းတစ်ဆောင်မှာဘရွန်လိုကကြီးမားတဲ့တရားမိုးတွေကိုဘေးဆွနိုင်တဲ့နေပြတူဖြစ်ခဲ့ပါတယ်။မနေ့က2024-2025ရာသီမှာဆူပလန်လက်မဲ့ဖြစ်ခဲ့တဲ့အဖြစ်ဆိုးကိုဒီရာသီမှာလေဘာဘုကောနိုင်ယူခဲ့တဲ့ပွဲလို့ပုံစံကောင်းနေနဲ့ပြန်လဲကိုစားပြီးဆူပလန်တွေစီပြန်လာနိုင်မလားဆိုတာကတော့နေပြကြီးကွာလို့လည်းနောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်ဆောင်ကြည့်သွားရအောင်မှလည်းဖြစ်ပါတယ်။လက်ရှိချန်ပီယံလီဗာပူးတင်းကိုနိုင်ရရှိခဲ့တာကပရီးမီးယားလိမှာအာဆင်နယ်တင်းကိုပြေးပြေးနိုင်မှုအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပြီး ချန်ပီယံလိနဲ့ဒီရင်ဘရာလီမှာလည်းအောင်မြင်မှုခြေလှမ်းတွေကိုပြန်လည်စတင်နေပြီးတော့ယူဆနိုင်ပါတယ်။ကွာလီလိုကနီပြတ်တန်းကိုဆက်လက်ရှိချနိုင်အောင်မှဖြစ်တာကြောင့်ဒီဆန်ညာနီကလည်းဆက်လက်ဒူပောက်သွားနိုင်အောင်မှလည်းဖြစ်ပါတယ်။ချန်ပီယံလိဘလာကိုထပ်မံရယူဖို့နဲ့ဘောလုံးလောကမှာသူ့ရဲ့ဩဇာအာဏာကိုပုံမူကိုင်မာစေဖို့ကနောက်ဆုံးတော့ရည်မှန်းချက်ဖြစ်နေပါတယ်။ဒီပတ်ကြီးကွာလီလိုလည်းဥစ္စာမှုအောင်မှမစတီတင်းကဘလိုမျိုးတမိုင်းတစ်တွေဆက်လက်ရေးထိုးအောင်လဲဆိုတာကတော့ဘောလုံးပရဇက်တွေမြေတန်းစေဝင်စားစီအောင်ကောင်းနေလာလည်းဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှားတွေ